စကိုင်းတိုင်းမုံရွာမြို့ပေါ်ကဈေးဆိုင်တွေကိုစစ်ကောင်စီတပ်ဖွဲ့တွေကစိုင်းမုတ်ခုံအဖြစ်တပိပက်လေကိုတပေါင်းခွဲကျန်လုံးနဲ့ကောက်ခံနေရလို့မြို့ကန်တွေစီကသိရပါဗျ။ဇွန်18ရက်ကစပြီးယမန်နေ့ဇွန်21ရက်အထိပြည်တော်စုလန်တာစီလန်ကြောက်ကာလန်နဲ့ဘိုးကျိုးလမ်းမကြီးတွေပေါ်မှာဖွင့်လှစ်ထားတဲ့စိုင်းကြီးဆိုင်ငယ်တွေကိုစစ်ကောင်စီတပ်အင်အား10ဦးခန့်ကတဆိုင်ဝင်တဆိုင်ထွက်အထပ်ပါနှုံတာနဲ့စိုင်းမုတ်အစီအတိုင်းလိုက်ကောက်နေတာလို့မုံရွာမြို့ကန်ဈေးဆိုင်ပိုင်ရှင်တအူးကမြေလက်အတန်ကိုပြောပါဗျ။ ုံမှန်တပေကို1500မကျော်ကောက်တာအခုက1000ဝက်ထိထိုးတက်သွားတာစဲစားမကတက်သွားတယ်ဒီလိုသာတစ်လားတစ်ခါဆောင်နေရမယ်ဆိုရင်ဆိုင်းမုတ်ပြန်သေးမှာပဲရတော့မယ်အခုကအလျားက3ပေလောက်ထားတာတပေခွဲဆိုင်ကိုပြန်ပြောင်းလိုက်တော့မယ်ရခင်ကဆိုင်းမုတ် ခုံကောက်ခံရမှာအိမ်ဆိုင်နဲ့ဆိုင်ငန်းဆိုင်ကိုခွဲခြားကောက်ခံပြီးဆိုင်းမုတ်တပေပတ်လည်အတွက်ပြန်ပြ1500ကျန်းတုံးနဲ့3လတစ်ကြိမ်ပေးဆောင်ရပေမဲ့လက်ရှိမှာရခင်တက်စဲစားခန့်တိုးမြင့်ကောက်ခံတဲ့အပြင်လစဉ်ပေးဆောင်ရမှာဖြစ်ကြောင်းစစ်ကောင်စီတပ်ဖွဲ့တွေကပြောဆိုသွားတယ်လို့မြို့ကန်တွေကပြောပါတယ် ဒါအပြင်ဆိုင်မုတ်ခုံကောက်ခံရမှာစီဗင်ဝန်ထမ်းတွေမပါဝင်ပဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပေချိုးတွေနဲ့ဆိုင်မုတ်အတိုင်းယူကာကောက်ခံသွားတာဖြစ်တယ်လို့သိရပါတယ်။သူတို့ကပေချိုးနဲ့တိုင်ပြီးဆိုင်ဒိတ်စာရယ်ဆိုင်နံပါတ်ရယ်စီးရင်လောက်သွားတယ်။ဟိုနောက်လာကြပေချိုးနဲ့မတိုင်းတော့ဘဲနဲ့ကြားတလောက်တခါတည်းပေးဆောင်ရုံပဲတဲ့။ဘန်တို့ KP တို့ကနေဆောင်လို့ရလားမေးကြည့်တော့သူတို့ပဲလာကောက်မယ်လို့ပြောသွားတာ။ ဆီယာနာသိမ်းပြီးနောက်လက်ရှိအထိစိုင်းမုတ်အခွန်လာရောက်ကောက်ခံသူမရှိတာကြောင့်မပေးဆောင်ရတာ၄နှစ်ကျော်ကြာရှိပြီဖြစ်ပြီးအခုလိုလာရောက်ကောက်ခံချိန်မှာလည်းအခွန်နှုန်းတွေကိုစေစားအထိတိုးမြင့်ကောက်ခံနေတာဖြစ်ပါတယ်။လက်ရှိမှာမုံရမြို့ရဲ့အဓိကလမ်းမကြီးဘေးကစိုင်းတွေကိုသာစိုင်းမုတ်ခုံကောက်ခံနေတာဖြစ်ပြီးရက်ဘွက်အတွင်းဖွင့်ထားတဲ့စိုင်းတွေကိုတော့ကောက်ခံတာမရှိသေးဘူးလို့သိရပါတယ်။ ီးခဲ့တဲ့2024စက်တင်ဘာလကစပြီးလက်ရှိအထိစစ်ကောင်စီကစက်မှုဆောင်ရက်ွက်ရှိစက်ရုံတွေနဲ့အဟောင်းပစ္စည်းဆိုင်တွေကိုငွေကျပ်3000လားစင်ကောက်ခံတယ်လို့လည်းစုံစမ်းသိရပါဗျ။